မင်္ဂလာပါမြန်မာနိုင်ငံပြည်သူအားလုံးကျွန်တော်ဒီ1 5 9 36 6မှာကစားမှာဖြစ်ပါတယ်မင်္ဂလာပါရှင်ဒီနေ့ကျမတို့ဆွေးနွေးသွားကြမှာကတော့1 championship ပြည်သူဒီအများကြီးစိတ်ဝင်စားနေကြတဲ့ပွဲတစ်ပွဲအကြောင်းပါဟုတ်ပါတယ် Ola Ansan ne Ziba Stadium Karistan တို့ရဲ့မကြခင် ထိုးတတ်တော်မဲ့ပွဲအတွက်သူတို့ရဲ့ပွဲကြိုအင်တာဗျူးတွေထဲကအရေးကြီးတဲ့အချက်လက်တွေပေါ့ ဟုတ်ကဲ့ဒီချက်လက်တွေကတော့တိုက်ခိုက်ရေးတမန်ရောင်လုံးနဲ့တီချာစီလုတ်ထားတဲ့အင်တာဗျူးတွေကနေယူထားတာဆိုတော့သူတို့ရဲ့အတွေးခေါ်တွေအဲစစ်ခံစားမှုတွေကိုတော်တော်လေးနားလည်ရမှာပါဒီဆွေးနွေးမှုကနေပြီးတော့သူတို့ညောင်ရဲ့လက်ရှိစိတ်ပိုင်းဆိုင်ရာအခြေအနေတွေဒီပွဲပေါ်မျောလင်းချက်တွေအမြင်တွေကိုနည်းနည်းပိုပြီးနက်နက်နဲ့ကြည်ချမယ်ပေါ့လေအထူးသဖြင့်ပေါ့လို့ဒါလာအွန်လိုင်းအန်ဆန်ရဲ့နောက်ဆုံး professional တိုက်ခိုက်ရေးတမန်ပွားနှုတ်ဆက်ပွဲလည်းဖြစ်နေတော့ပိုပြီးတော့ထူးခြားတာပေါ့ ကေတာဆိုဆက်လက်ကြအောင်အွန်လိုင်းအန်ဆန်ရဲ့အချင်းနေနဲ့အရင်ဆက်ကြည့်ကြအောင်ဒါကသူ့ရဲ့နောက်ဆုံး1 championship ပွဲကြည့်လာတော့မယ်ဟုတ်တယ် interview တွေမှာကြည့်ရတော့ကတော့သူကလေဒီအနာယူဟိုဆုံးပြချက်နဲ့ပတ်သက်ပြီး um တော်တော်လေးစိတ်ငြင်းချမှုရနေပုံပဲကျေနပ်မှုရှိနေတဲ့သဘောမျိုးဟုတ်ပါရုတ်တရက်ကြီးဖြစ်လာတာမျိုးမဟုတ်ဘဲနဲ့တိတိချာချာစဉ်းစားပြီးတော့လက်ခဲထားတဲ့ပုံစံမျိုးလို့ထင်ရတယ်နော်မှန်ပါတယ်သူအဲ့ဒီအနာယူဖို့ဆုံးပြတဲ့နောက်ွယ်ကအကြောင်းရင်းတွေကိုပြန်ကြည့်ရင် ဒါကအကြောင်းတစ်ခုတည်းအကြောင်းတော့မဟုတ်ဘူးအကြောင်းရတွတ်တောင်များများစုပေါင်းလာလို့ဖြစ်တယ်လို့သူကိုယ်တိုင်လည်းပြောထားတယ်ဥပမာပါရီလဲဟင်ဥပမာဆိုပါတော့ဆက်တက်ရှုံးပွဲတွေကြုံခဲ့ရတာမျိုးတွေပြီးတော့တန်ရာပြဿနာတွေရှိတယ်လားလောင်းအိမ်နဲ့ဝေးကွာခဲ့ရတဲ့အချိန်တွေအဲ့ဒါတွေအားလုံးစုပြီးတော့မှဒီဆုံးဖြတ်ချက်ကိုရောက်လာတာပေါ့อืมဒါပေမဲ့တကယ်ကိုစိတ်ဝင်စားစရာကောင်းတာကဘာလဲဆိုတော့သူက2005လောက်ကတည်းကပေါ့နော်တက်ခရေးကနေအနာယူပြီးတော့နီးပြောက်လို့ဖို့စဉ်းစားခဲ့ဘူးတဲ့ဆိုတာပဲဟုတ်လားအဲ့ဒီချိန်ကတည်းကလားဟုတ်တယ် အဲ့တော့ခီးသွွာလာရဲ့အခက်အခဲတွေပါကြီးကြောင့်ဆိုပြီးတော့ပြောထားတာရှိတယ်။ဟုတ်ပါဒါပေမဲ့အဲ့ဒီ2015နောက်ပိုင်းမှာမှသူ့ရဲ့အောင်မြင်ဆုံးအချိန်တွေရောက်လာတာနော်။ဟုတ်တယ်ဟုတ်တယ်။အဲ့ဒီနောက်ပိုင်းမှာ One Championship ရဲ့ Middleweight ရော Light Heavyweight ရောကပ္ပ Champion ခေါဘက်နှစ်ခုကိုရခဲ့တာ။ဟုတ်ကဲ့မြန်မာနိုင်ငံမှာဆိုလေသူ့ကိုဂုံပြူတဲ့အနေနဲ့ရုပ်တုတာကိုထုလုပ်ပေးခဲ့ရတဲ့ထီချစ်ခဲ့တယ်။တနိုင်ငံလုံးကအားပေးကြတယ်။နိုင်ငံရဲ့အမတ်တင်ကေးသားလို့ဖြစ်လာတာပေါ့။အင်း ဒါကသူရဲ့အဲ့ဒီအနာယူဖို့စဉ်းစားခဲ့တဲ့ချိန်ကနေအခုဒီလိုစိတ်ငြိမ်းချမှုနဲ့အနာယူချင်းတီခီလန်ကဘလောက်အတိတ်ပဲပြေဝခဲ့လဲဆိုတာကိုပြနေတာပဲတကယ်ကိုပဲဒီလိုအောင်မြင်မှုတွေပေါ်မှာ तू ကရခဲ့တဲ့အခွင့်အလမ်းတွေ तू အရန်ကျေစုတင်တယ်လို့လဲထက်ခါတယ်လေလဲပြောသွားတယ်နော်ဟုတ်ကဲ့ပြီးတော့သူ့ဘဝမှာနောင်တလုံးဝမရှိဘူးဆိုတာကိုလည်းခိုင်မာပြောတယ်อืมဘာလို့လဲဆိုတော့ तू ကအမြဲတမ်းအကောင်းဆုံးစူးစမ်းခဲ့လို့တယ်သူ့ရဲ့ဆောင်ဖို့လိုချင်နေတဲ့စကားလေးတခုရှိတယ်နောင်တဆိုတာ ကိုအစွမ်းကုန်မစူးစမ်းမှရတာတဲ့อืมဒီအတွေ့ခေါ်ကတော်တော်လေးလေးစားစရာပဲအားကစားသမားတွေအတွက်ရောကျမတို့အားလုံးအတွက်ရောတံပိုးရှိတဲ့သင်ခန်းစာလိုပဲเนาะဟုတ်ပဲကိုလုံးနိုင်တာအကုန်လုပ်ပြီးရင်ရလက်ပါဖြစ်ဖြစ်လက်ခံနိုင်နေဆိုတဲ့သဘောမျိုးပေါ့ဒါကသူ့ရဲ့အခုစိတ်ငြင်းချမ်းမှုလေအရင်မြစ်တစ်ခုဖြစ်နိုင်လောက်တယ်ထင်တယ်ပါတယ်နောက်ပြီးတော့သူ့ရဲ့ကိုပိုင်ဘွားအကြောင်းလေးတွေကလည်းဒီဆုံးဖြတ်ချက်အပေါ်မှာတောဆတ်တဲ့အောင်မှုရှိပုံရတယ်သူကခုဆိုရင် လေးလျောက်ရဲ့ဖခင်ဖြစ်နေပြီလေဟုတ်ကဲ့အင်တာဗျူးတခုမှာသူကအဲ့ဒါပြောသွားတယ်တိုက်ခိုက်ရေးသမားတယောက်အတွက်အခွင့်အလမ်းရနိုင်တဲ့အချိန်ကာလအဲ့ဒီ window of opportunity ပေါ့အဲ့ဒါတော်တောင်းတယ်အဲ့ဒီတကားပိတ်သွားပြီဆိုရင်လက်ခံရုံပဲဒါကဘွားရဲ့သဘောပါပဲဆိုပြီးတော့သူတို့သူ့ရဲ့ဦးစားပေးမှုတွေပြောင်းလာတာကိုပြားနေတာပေါ့နော် မိသားစုကိုအချိန်ပူပေးချင်လာတာမျိုးတွေဒါပေါ့ဒါပေါ့စိတ်ဝင်စားစရာကောင်းတာတစ်ခုကအရင်ကိုဗစ်ကာလစင်ကာပူမှာသူတို့ထိုးတော့ကအင်တာဗျူးမှာသူကအသက်38မှာအနာရွေးမယ်လို့ပြောခဲ့ဘူးတဲ့ကာဒက်စတမ်ကကြာတော့40မှာအနာရွေးမယ်လို့ပြောခဲ့ဘူးတဲ့ဆိုတော့သူတို့ပြန်မှတ်မိနေကြတယ်နော်ဟုတ်တယ်အခု तू အသက်40နာနီးနေပြီတကယ်ပဲအနာယူဖို့ဖြစ်လာတာကအရင်ကသူစိတ်ကူးထားတယ်လို့မျိုးပဲဖြစ်လာတာပေါ့ ဟောပါဆိုတော့ဒါကတဘာဝကြကြအချင်းကိတ်ဖြစ်သွားတယ်လို့ပြောရမှာပဲဟုတ်တယ်ဒါဒီအလုံးကသူ့ရဲ့အနားယူခြင်းဟာတဘာဝကြတဲ့အချင်းကိတ်ဖြစ်စဉ်တစ်ခုလို့ဖြစ်နေစေပါတယ်ကဲအခုလာမယ့်ပွဲစဉ်ကြောင်းကိုဆက်ပြီးကြည့်ရအောင်အောင်လာကသူ့ရဲ့နောက်ဆုံးပွဲကိုချန်ပီယံဟောင်းတရောဖြစ်တဲ့ကာဒက်စတမ်နဲ့ထိုးရတာကိုသူ့ကစားသမားဘောအဆုံးသတ်ဖို့အကောင်းဆုံးနည်းလမ်းတစ်ခုလို့မြင်တယ်တဲ့ဟုတ်ပါတယ်သူကကာဒက်စတန်ရဲ့အရေးအချင်းတွေကိုလည်းလေးစားတယ်အတိမပြူတယ်ကာဒက်စတန်ပါတကယ်တော်တဲ့ဖိုက်တာတယောက်ပါဆိုပြီးတော့ကြောသွားသေးတယ် သူတို့နှစ်ယောက်ရဲ့တိုက်ခိုက်ရေးစတိုင်တွေကတော်တော်လေးဆင့်တူတယ်လို့ပြောကြတယ်เนาะသူတို့ကိုယ်လိုက်လဲလက်ခံထားမှုမယ်ဟုတ်တယ်တကြောင်ပွဲမှာဟိုမြေပြင်မှာလဲချတိုက်ခိုက်တာမျိုးတိတ်တောင်းဘူးလင်းအဲ့ဒါတိတ်တွေ့ရမှာမဟုတ်ဘူးလို့နှစ်ယောက်လုံးကနောက်ပြီးပြောကြတယ်အောင်လက်ကဘီလို့နောက်လိုက်တယ်လေသူကရှုံးတဲ့သူကပဲလဲချဖို့ကြိုးစားမှာပါဆိုပြီးတော့နောက်လိုက်တယ်ဒါကတော့ပရိသတ်တွေပြုံးစေတဲ့အချက်ပေါ့ဆိုတော့မတရက်တိုက်ခိုက်ကြတဲ့အချိန်အင်းနဲ့ပွဲကောင်းတဲ့ပွဲမျောလဲလို့ရနိုင်မယ်တပေါ့ပေါ့နော်အတိအကျပါပဲအင်တာဗျူးတွေမှာနှစ်ယောက်လုံးကဒီပွဲမှာ မီရှူမီပန်းနေပစ်ဖောက်တယ်လို့ပေါ့ fireworks လို့တုံလုံးသွားတယ်အဲ့လိုပေါက်ွယ်အားဖြင့်တိုက်ခိုက်မှုမျိုးကိုမျောလင့်ထားတယ်လို့ပြောကြတယ်ဟွန်းပြီးတော့ဒါဟာညရဲ့အကောင်ဆုံးပွဲ fight of the night ဖြစ်လာမယ်လို့တရားရခိုင်နှုံယုံကြည်နေကြတယ်ဟုတ်သူတို့ရဲ့ style ရောစိတ်တက်တီအရာရောဒါကတကယ်ကိုစိတ်လို့ရှားเสียကောင်းမဲ့မတက်ရက်တိုက်ပွဲ stand up battle ဖြစ်လာဖို့အလားအလာများတာပေါ့အရင်များပါတယ်နေရနေထားရလဲဒီပွဲကအောင်လအတွက်အထူးတလဲအဒီပွဲရှိနေပြန်ရောဘန်ကောက်မြို့က တမိုင်းဝင်လွန်ပီနီအားကစားခွေမှာထိုးရမှာကိုသူအရန်စိတ်လို့ရှားလီပုံပဲဟုတ်ကဲ့ဒါကသူ့ရဲ့တေတောင်မတေခင်လုတ်သွားခြင်းတဲ့အရာဒီစာရင်ဘက်ကလစ်ထက်ကတခုတည်းအိုးသူကလွန်ပီနီပရိတ်သဖြစ်လာတာတောင်နှစ်နှစ်လောက်ရှိပြီလို့ပြောသွားသေးတယ်ဟုတ်ပါတယ်လွန်ပီနီဆိုတာကလည်းမွေထိုင်းလောကရဲ့အထွတ်အမြတ်ထာယာနေရာတစ်ခုလေး။ကဘာတော်ကစထရိုက်ကင်းသမားတွေအိမ်မက်မက်ကြတဲ့နေရာပေါ့။အဲ့လိုသမိုင်းဝင်ပြီးဂုံတိခါကြီးတဲ့နေရာမှာ သူ့ရဲ့နောက်ဆုံးပွဲကိုထိုးခွင့်ရတာကသူ့အတွက်တကယ်ကိုကုန်စရာနဲ့အမတ်တရားချိန်မှသေးချာတယ်။သူအနားယူမဲ့နေရာနဲ့ပတ်သက်ပြီးပြောထားတဲ့နောက်ထပ်ချက်ကလည်းစိတ်ဝင်စားစရာလေ။သူကကာထာမှာလုတ်ခဲ့ပွဲလုံးကအနားယူဖို့ခွင့်ရင်းရှိခဲ့ပေမယ့်မယူခဲ့ဘူး။ဟုတ်တယ်။သူ့ရဲ့မြန်မာပိတ်သက်တည်းရဲ့အားပေးမှုသူတို့ရှင်းမောက်မှာအနားယူခြင်းနဲ့ဆန္ဒကိုအလေးပေးပြောထားလေ။တိတိကျကျပြောရရင်သူကကျွန်တော်မြန်မာပိတ်သက်တွေလိုအပ်တယ်။သူတို့ရဲ့အားပေးမှုကကျွန်တော်တော်အင်အားပဲလို့ပြောခဲ့တာ။ဟွန်း ပွဲပြီးမှပရိသတ်တွေကသူ့ကိုပခုံးမော်ထမ်းပြီးအောင်ပွဲခံသည်ဖြစ်စေရှုံးလို့တဲထုတ်သွားရသည်ဖြစ်စေဂရုမစိုက်ဘူးအထီးကကသူတို့နဲ့အတူရှိနေဖို့ပဲဆိုတဲ့သဘောမျိုးပြောခဲ့တာလေဒါကသူပရိသတ်တွေနဲ့ဘလောက်နှဆိုင်နဲ့ဆွတ်သွဲမှုရှိတယ်ဆိုတာကိုပြနေတာပဲနော်သူအောင်မြင်မှုလေးမှာပရိသတ်ကဘလောက်အရေးပါလဲဆိုတာသူကောင်းကောင်းနားလည်ထားဖို့မင်းဟောပါတယ်သူရဲ့အမွေအနှစ်ဆိုတာသူတယောက်တည်းကြိုးပမ်းမှုတင်မဟုတ်ပဲ သူ့ကိုအားပေးခဲ့တဲ့လူသူနဲ့လည်းဆက်ဆက်နေတယ်ဆိုတော့သူတီးပုံရတယ်တကယ်ကိုလေးစားစရာပါကဲအခုပြန်ဖက်ဖက်တဲ့ဇီဘာစီယန်ကာဒစ်ဆမြေဘက်ကအမြင်ကိုနည်းနည်းကြည့်ကြရအောင်သူကလည်းအွန်လိုင်းရဲ့တီးလို့သမိုင်းဝင်နောက်ဆုံးပွဲမှာသူကိုယ်တိုင်ပြန်ဖက်အနေနဲ့ကြိုးဝိုင်းတဲ့အတူရှိနေရတာကိုဂုံယူလဲဆိုပြောထားတယ်နော်ဟုတ်ကဲ့သူတို့နှစ်ယောက်ကမိတ်ဆွေတငယ်ချင်းတွေလည်းဖြစ်ကြတော့ကာဒစ်ဆမ်ကတဟာသူကိုယ်တိုင်တစ်ခုတကရေးပြီးတောင်းဆိုမဲ့ပွဲမျိုးတော့မဟုတ်ဘူးလို့ဝန်ခံထားတယ် အင်းဘောလီတငယ်ချင်းတယောက်ရဲ့အနားယူပွဲမှာသူ့ကိုအနိုင်တိုက်ရမယ်အနေထားဆိုတော့ဘသူမှတိတ်ပြီးတော့လိုလိုလာလာရှိမှာမဟုတ်ဘူးမှန်ပါတယ်ဒါပေမဲ့အခုအချိန်နေဖြစ်လာတဲ့ခါမှာတော့သူကဒါကအလုပ်ပဲလေ it is what it is ဘော business business ဆိုရယ် professional စိတ်ဓာတ်နဲ့ချင်းကနေပါတယ်ကာဒစ်စတမ်ရဲ့အချိန်နေကိုပို့ပြီးနားလဲဖို့သူ့ရဲ့နောက်ခံလေးတွေတီးထားဖို့လိုမယ်ထင်တယ်သူ့ဘာကြောင့်ဒီပွဲကို middle way မှာထိုးရလာလဲဆိုတာလေးနည်းနည်းရှင်းပြပေးပါလားကောင်းပါတယ် ကာရစ်စတန်ကမူလကဝဲလ်တာဝိတ်မှာထိုးတဲ့ကစားသမား83.9ကီလိုဂရမ်အောက်ပေါ့ဒါပေမဲ့သူ့နောက်ဆုံးထိုးဖို့ကြိုးစားခဲ့တော့ကကိုလေးချင်းရှော့တဲ့ဖြစ်စဉ်မှာကြောက်ကက်ဆိုးဆိုးရွားရွားပျက်စီးသွားခဲ့တယ်ဟဲဟုတ်တယ်အင်တာဗျူးမှာသူကအချင်းကြီးကတော့ဆိုးခဲ့တယ်စီးုံတက်ခဲ့ရတယ် bad one bad one လို့တုံသွားတယ်အသက်အန္တရာယ်တော့ဆိုးရင်ခဲ့ရတဲ့အချင်းကြီးမျိုးပါဘလို့ဒါကြောင့်ဆရာဝန်ကြီးအကြံဖေးချက်နဲ့ ဒီတပွဲအတွက်ပိုမြင့်တဲ့ကိုလေးကျင်တန်းဖြစ်တဲ့ middle weight 63 kg အချီမှာပြောင်းပြီးထိုးဖို့ဆုံးဖြတ်ခဲ့ရတာ။အင်းဒါပေမဲ့ဒါကယာယီပဲ။ဒီပွဲပြင်သူ့ရဲ့မူလ welterweight ကိုပြန်သွားမယ်။ champion ခါပတ်ကိုပြန်လဲစင်ခေါ်မယ်လို့ရှင်းရှင်းလင်းလင်းပြောထားပါဗျ။အဲ့ဒါပြင်သူကတော်တော်လေးအချိန်ကြာကြာအနားယူခဲ့ရတယ်နော်။နှုတ်နှစ်ခွဲနှီးပါလို့ကြားတယ်ထင်တယ်။ဟုတ်တယ်ဟုတ်တယ်။အဲ့ဒီအနားယူချင်းကကြောက်ကပြင်စနာတစ်ခုချင်းချောင်းပဲလား။တချမ်းအချောင်းတွေရောရှိသေးလား။အချောင်းရင်းနေပေါင်းစုံနေပါတယ်။ ယောက်ကပြဿနာကအဓိကအချက်တခုထိခဲတယ်လို့သူကသူ့ရဲ့လေ့ကျင့်ရည်လုံးလေးတဲ့အားကစားယုံဂျင်းနဲ့လည်းအဆက်မပြေမှုတွေဖြစ်ခဲ့တယ် Falling out with my gym လို့ပြောသွားတယ်ဟုတ်ကဲ့ဒါပြင်အရေးပြားမှာပြင်းထန်တဲ့ပိုးဝင်ကူးစက်မှု staff infection လို့ခေါ်တာပေါ့အဲ့ဒါဖြစ်ပွားခဲ့တာကြောင့်လည်းလေ့ကျင့်မှုတွေကောင်းကောင်းမလုပ်နိုင်ပဲအနားယူချိန်ကိုပိုပြီးကြာသွားစေခဲ့တယ်လို့ဆိုပါတယ်ဆိုတော့ကျန်းမာရေးပြဿနာတွေရောလေ့ကျင့်ရေးအခက်အခဲတွေရောကြုံခဲ့ရတဲ့နှစ်နှစ်ခွဲကာလကြီးပေါ့ ဟုတ်ပါတယ်တော်တော်လေးခက်ခဲတဲ့အချိန်ပါဒီလိုအခက်အခဲတွေအများကြီးကြုံပြီးတော့ပြန်လာရတာဆိုတော့သူ့အတွက်ဒီပွဲကတော်တော်လေးအရေးပါမှာပဲသူ့ရဲ့စိတ်လှုပ်ရှားမှုနဲ့ရီးမှန်းချက်တွေကတော့ဘယ်လိုရှိမလဲသူကဒီပြန်လာပွဲအတွက်အရန်ကိုစိတ်လှုပ်ရှားနေတယ်လို့ပြောတယ်อืมသူ့ရဲ့အနားယူခြင်းကသူ့ရွေးချယ်မှုကြောင့်မဟုတ်ပဲအခြေအနေရဖြစ်ခဲ့ရတာဆိုတော့ welterweight carver ကသူ့နေပဲ titan တယ်လို့သူခံယူတာပုံရတယ်အဟမ်းဒါကြောင့်ဒီပွဲပြီးရင် welterweight champion harbor ကိုပြန်ရဖို့အာယုံစိုက်ပြီး ဆက်စ조사သွားမယ်လို့အခိုင်အမာပြောထားတယ်။ပွဲရဲ့ရက်လက်နဲ့ပတ်သက်ပြီးတော့ तू ကဘလို့မျောလင့်ထားလဲ။အုံရာလိုပဲ तू ကလည်းအကျိတ်နဲ့ပွဲတစ်ပွဲကိုမျောလင့်နေတာလား။ဟုတ်ပါတယ်။ तू ကလည်းဒီပွဲဟာဒိုင်းလူကြီးအဆုံးဖက်ထိရောက်သွားမှာမဟုတ်ဘူးလို့ယုံကြည်နေတယ်။อืม။ तू ကဒါဟာပြင်းထန်တဲ့တိုက်ပွဲ tough fight ဖြစ်လိမ့်မယ်။ပြီးတော့ညရဲ့အကောင်းဆုံးပွဲ fight of the night ဖြစ်လာမယ်လို့အောင်လာလိုပဲမျောလင့်နေတယ်။စိတ်ဝင်စားစရာမှတ်ချက်တစ်ခု तू ပြောသွားတယ်အနော်။ဟုတ်တယ်။အဲ့ဒါက तू က ဒီပွဲမှာပေါင်းပြီးအဖြူရောင်ဝင်ပါတယ်အဲ့ဒါကြောင့်ဒါဟာတွဲထွက်တန်ရုံများတဲ့ပွဲ it's gonna be a bloody one ဖြစ်လာဖို့မျှော်လင့်နေလို့ပြောခဲ့တာပဲအော်ဒါက तू ဘလောက်ပြင်းထန်တဲ့တိုက်ပွဲကိုမျှော်လင့်ထားလဲဘလောက်အလဲထိုးဖို့အထိပြင်ဆင်ထားလဲဆိုတော့ကိုပြနေတာပဲဟုတ်ပါတော်တော်လေးပြင်းထန်မဲ့သဘောပဲကောင်းပါပြီအခုတိုက်ခိုက်ရေးသမားတယောက်ချင်းစီရဲ့အမြင်နဲ့အခြေအနေတွေကိုဆွေးနွေးပြီးပြီဆိုတော့သူရဲ့အမြင်တွေက တူနေတဲ့အချက်တွေနဲ့ကွဲပြားတဲ့အချက်တွေကိုနည်းနည်းလေးပေါင်းပြီးသုံးသပ်ကြည့်အောင်ဒေချာတာပေါ့ဒီဘွဲကတကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့ဇလန်းကခုထိတ်တိုက်တွေ့ဆုံမှုလို့ပြောလို့ရတယ်တစ်ဖက်မှာအောင်လာအန်ဆန်ကန်ဒဝင်မြောက်ကစားသမားဘဝကိုဂုံတိခါရှိရှိအဆုံးတန်နေရတူဟုတ်ကဲ့သူ့ရဲ့ဆုံးဖြတ်ချက်ပေါ်မှာစိတ်ငြိမ်ချမ်းမှုအပြည့်ရှိနေမယ်သူ့ကိုချစ်ခင်အားပေးတဲ့ပရိသတ်တွေအတွက် နောက်ဆုံးအနေနဲ့အမတ်တရားဖြစ်စီမဲ့ပောက်ကွဲအားပင်းတဲ့ဘွဲတစ်ဘွဲကိုလက်ဆောင်ပေးခြင်းနေတယ်။อืมနောက်တစ်ဖက်မှာတော့ဇီဘာစတီယန်ကာရစ်စတန်နိနစ်ခွဲနီးပါးကြာထဲတဲ့ခက်ခဲတဲ့အနာယူခြင်းအသက်အန္တရာယ်ဆိုးရင်ခဲ့ရတဲ့ကြောက်ကပျက်စီးမှုလို့ကြာမာရေးပြဿနာတွေတခြားနာမကျမှုတွေလေ့ကျင့်ရေးအခက်ခဲတွေဒါတွေအားလုံးကိုကြော်ဖြတ်တည်ပြန်လာတဲ့သူဟုတ်ပါတယ်ဂုံယူတဲ့လီးစားတဲ့ဒါမဲ့သူရဲ့အဓိကအာယုံဆိုင်မှုကတော့ဒီဘွဲအလွန်မှာသူ့ကိုယ်ပိုင်ချန်ပီယံခရီးလမ်းကိုပြန်လည်ဆက်တင်ဖို့ပဲဖြစ်နေတယ် ုတ်ကဲ့ဆိုတော့ဒီပွဲအတွက်တို့ရဲ့စိတ်ပိုင်းဆိုင်ရာချင်းကပ်ပုံနဲ့ပွဲပြီးရင်ဖြစ်ချင်တဲ့ရီမန်းချက်တွေကတော်တော်လေးကွာခြားနေတာပေါ့နော်ဟုတ်ပါတယ်ကွဲပြားနေတယ်ဒါမဲ့တို့နှစ်ယောက်လုံးအညီတညူတဲမျိုးလေးနေတဲ့ချက်တခုတော့ရှိနေတယ်နော်ဟုတ်ပဲဘာများလဲအဲ့ဒါကတော့ဒီပွဲဟာပြင်းစရာကောင်းတဲ့ပွဲတစ်ပွဲဖြစ်မှာမဟုတ်ဘဲနဲ့ပရိသတ်တွေအတွက်စိတ်လှုပ်ရှားစရာကောင်းဆုံးမတ်တပ်ရဲ့တိုက်ခိုက်မှုတွေအသားပေးဖြစ်မဲ့ညရဲ့အကောင်းဆုံးပွဲဖြစ်လာနိုင်မယ်ဆိုတဲ့ယုံကြည်မှုပဲဒါကတော့ပရိသတ်တွေအတွက်တရင်ကောင်းပါပဲအမှန်ပဲ ပရိသတ်တွေကတော့သူတို့ရဲ့မတူညီတဲ့ဇလန်းတွေမတူညီတဲ့ဖိအားတွေနဲ့ကျိုးဝိုင်းထဲမှာဘလို့အကောင်းဆုံးပုံစံတွေပြသကြမလဲဆိုတော့ကိုစောင့်ကြည့်ရမှာမှာတယောက်ကသူ့ရဲ့အမွေအနှစ်ကိုအဆုံးသတ်ဖို့နောက်တစ်ယောက်ကသူ့ရဲ့ဒုတိယအခွင့်အရေးကိုဆက်တင်ဖို့တိုက်ပွဲဝင်ကြမှာပေါ့ ကဲအချင်းလက်တော်တော်လေးရောက်လာပြီဆိုတော့ကျမတို့ဆွေးနွေးခဲ့ထမရတဲ့ကအဓိကအချက်တွေကိုအချင်းချိုးလေးပြန်ပြောကြည့်အောင်အွန်လန်အန်ဆန်ပေါ့မှာဆိုရင် သူ့ရဲ့ကြီးကျယ်ခမ်းနားတဲ့ကစားသမားဘုရားအမွေနဲ့အပေါ်သူ့ရဲ့သုံးသက်ချက်တွေအနာယူရှင်နဲ့ပတ်သက်ပြီးရထားတဲ့စိတ်ငြင်းချမ်းမှုဟုတ်ကဲ့သူ့ရဲ့မြန်မာပိတ်သက်တွေရှင်းမောင်းမှာနောက်ဆုံးအနေနဲ့အမတ်တရားပွဲကောင်းတဲ့ပွဲဖန်တီးပေးလို့တဲ့စန္ဒပြီးတော့လွန်ဘီနီလိုတမိုင်းဝင်ကွင်းမှာထိုးတက်ရမယ်သူ့ရဲ့အိမ်မက်ဒါတွေကအဓိကအချက်တွေပေါ့ ဟုတ်ပါတယ်ဇီဝါစတီယန်ကာတစ်စတန်ဘက်မာရောအောင်လာအပေါ်ထားတဲ့လေးစားမှုသူ့ရဲ့ပြန်လာပွဲမှာရင်ဆိုင်ခဲ့ရတဲ့ကြီးမားတဲ့စင်ခေါ်မှုလေးအထူးသဖြင့်အဲ့ဒီကြောက်ကပ်ပြဿနာဂျာမင်းနဲ့အနာယူခြင်းဂျင်းနဲ့ပြဿနာပိုးဝင်ကူးစက်မှုစတာဒီပေါ့ပြီးတော့အနာဂတ်မှာဝက်တဝေးချန်ပီယံဖြစ်ရတဲ့သားရှိရဲ့ပြင်းပြတဲ့ရီမန်းချက်တွေဒါတွေကိုတွေ့ရတယ် ပြီးတော့အရေးကြီးဆုံးကသူတို့နှစ်ယောက်စလုံးဟာပရိသတ်တွေဆွဲမဆေးမဲ့အမတ်တရဖီဂျန်နီမဲ့အပြန်လန်မတ်တရက်ထိုင်ခိုက်ကြမဲ့ပွဲခေါင်းတို့ပွဲကိုမျော်လင့်နေကြတယ်ဆိုတာပါပဲဟုတ်ပါတယ်နောက်ဆုံးအနေနဲ့နားထောင်နေသူတွေဆက်လက်စဉ်းစားဆင်ခြင်ကြည့်ဖို့အချက်လက်တခုတင်ပြခြင်းပါတယ်ဒီပွဲတွေရလတ်ဘလိုပဲဖြစ်ပါစေအောင်လာအန်ဆန်လိုအားကစားသမားတယောက်ရဲ့ကစားသမားဘဝအလွန်ကအထွန်းကူးပြောင်းမှုကစိတ်ဝင်စားစရာကောင်းတယ်ဟုတ်ကဲ့အောင်ရမှုရဲ့အထွတ်အထိပ်ကိုရောက်ခဲ့တယ် နိုင်ငံရဲ့အမတ်တင်းခေတစ်ခုလိုဖြစ်ခဲ့တယ်။အဲ့ဒီနောက်မှာသူ့ရဲ့ကစားသမားဘဝကိုနောင်တဆိုတဲ့ခံစားချက်မျိုးနဲ့အဆုံးမတတ်ပဲစိတ်ငြိမ်းချမ်းမှု peace နဲ့ဘလို့အနားယူနိုင်ခဲ့လာလဲ။အေးသူ့ရဲ့အဲ့ဒီဂျေဇုတင်တတ်တဲ့စိတ်ဓာတ်အမြဲတမ်းအကောင်းဆုံးစ조사ခဲ့တယ်ဆိုတဲ့ခံယူချက်မိသားစုကိုဦးစားပေးလာမှုပရိသတ်နဲ့ခိုင်မာတဲ့ဆက်ဆံရေးဒီအချက်တွေကဒီစိတ်ငြိမ်းချမ်းမှုကိုရရှိစေတဲ့အဓိကတော့ချက်တွေဖြစ်နေမလားဆိုတာစဉ်းစားစရာပါ။ ဒါကအွန်လိုင်းရဲ့ခီလန်းကနေကျွန်တော်တို့တင်ယူနိုင်တဲ့အားကစားအလုံးကဘောအတွေ့ခေါ်တကူဖြစ်နိုင်ပါတယ်။အရန်ကောင်းတဲ့နောက်ဆုံးသုံးသက်ချက်ပါပဲ။ဒီနေ့အွန်လိုင်းအန်ဆန်နဲ့ဇီဗာဆက်တီယန်ဂါဒစ်စတန်ကျူရဲ့ပွဲကျူအင်တာဗျူးတွေကိုအခြေခံပြီးပြုလုပ်ခဲ့တဲ့ဒီသုံးသက်ချက်မှာပါဝင်နှားခေါင်ပေးခဲ့တဲ့အတွက်ကျေးဇူးများရည်တင်ပါရှင်။